မျိုးတွေပြောတယ်ဆိုတာရွရက်ရှိရှိနဲ့ဘာသာရေးအထူးအရင်းဖြစ်လာအောင်လှုပ်ဆောင်နေတယ်လို့မျိုးမြင်နေရတယ်။ပေါ့ပေါ့လေးမဟုတ်ဘူးကျွန်တော်ဆိုရင်လည်းအပြည့်မရှိတဲ့ခရီးယာဘာသာဝင်ညီကိုတွေကိုလည်းမထိခိုက်စေချင်ဘူး။အဲ့မှာလည်းမိသားစုတွေကလေးငယ်တွေအများကြီးရှိတယ်လေ။ဟုတ်တယ်ဟုတ်တယ်။မထိခိုက်စေချင်ဘူး။ကျွန်တော်ကြည့်နေတယ်မပြောသေးဘူးဆိုပြီးတော့နေနေတာဒီငရင်ဘေးတည်င်းတွေကိုကိုယ့်ရဲ့နော်ကိုတင်တဲ့ပို့ကသွားပြီးတော့နှောက်ရှက်မှာဆိုလို့ဒါပေမဲ့တော်တော်ဆိုးလာပြီ။ ဒါကတော့ဘာသာရေးအစွန်းရောက်တွေကိုမခံနိုင်လို့ထည့်ပြောလာတဲ့ပြည်သူအချစ်တော်ဆိုတော့ don ဖြစ်ပါတယ်အဲ့ဒီကကြည့်တယ်ကျွန်တော်မဖြစ်စေချင်ဘူးတော့မဖြစ်စေချင်လို့ပြောနေတာတိုင်းဒီမှာဗျာကက်ဆိုင်တာမနော်ယောဂဘေးတွေဖြစ်တယ်စစ်ဘေးတွေဖြစ်တယ်ရေဘေးတွေဖြစ်တယ်မီးတွေလောင်တယ်ငရေတွေကလှုပ်တယ်ဟုတ်တယ်ဗျာအဲ့ဒါကိုထပ်ပြီးတော့လူလူချင်းဓာဆွဲတုံဆွဲနဲ့ဘာသာရေးအထီးကရုံးတွေလူသက်ပွဲဖြစ်အောင်ထပ်လုပ်မနေကြနဲ့လို့ကျွန်တော်ပြောချင်တယ် ဗုဒ္ဓဘာသာဝင်ဖုန်းတော်ကြီးတွေအာပြန်တော်မူကုန်တဲ့ဖျားเจ้าဝင်တွေပြုတ်ကုန်တဲ့ဗလီတွေပြုတ်ကုန်တဲ့ဟလာအစ္စလာမ်ဘာသာဝင်တွေရဲ့တတ်ဆုံးရှုံးမှုတွေများတယ်ဒီဘောမှာပျော်နေကောင်တွေရှိ ထပ်ပြီးတော့ဟိုစူးလေဖျားလဲပြုတ်ဦးမှာတော့ဒီလိုဘာသာရေးအဆောက်အုံတွေပြိုကျပျက်စီးသွားတာနဲ့ပဲသူတို့ဘာသာကလွှမ်းမိုးဖို့အတွက်အဲ့လိုကောင်တွေတတ်တတ်ကိုချီဖန်တီးလိုက်သလိုလိုပါကိုဖျားလဲကိုသိခါမချကြနဲ့ခင်ဗျားတို့ကပြီးတော့ဒါဘာသာရေးထိကျုံခင်ဗျားတို့ဖိတ်ခေါ်နေတာ အခုဆုံးရှုံးသွားကြတဲ့တို့ဗုဒ္ဓဘာသာဝင်တွေတကယ်စိတ်သက်ပြေးသွားတဲ့လူတွေအထက်တန်းစားတွေကအဲ့လိုမျိုးမမွေဖန်ဘူးပြအဲ့လိုမျိုးမတိုက်ခိုက်ဘူးတလုံးကြိုက်တယ်ပေါ့ဗျာတိုက်ခိုက်တယ်ဆိုတော့အဲ့လေအစ္စလာမ်ဘာသာဝင်တွေဟာအရင်ဘာမှမဖြစ်ခင်မှာကျွန်တော်တိုက်ခိုက်တာကလည်းတော်သေးတယ်ဒါပေမဲ့ဒါအထီးရှားမခံဘူးတော့အထီးကြီးမခံတဲ့အရာကြီးတွေအဲ့ဒါယူမှာဒီလောက်ဝမ်းနေပူစိပြီးတော့ လူတွေရဲ့စိတ်ထဲမှာစိတ်သောကတွေများပြီးတော့ဆုံးရှုံးမှုတွေနဲ့ဒေါသတွေထွက်နေတာဘာနဲ့တူနေလဲဆိုတော့အိမ်တိအိမ်မှာမိသားစု9ယောက်ရှိတယ်ပေါ့မိသားစုဝင်9ယောက်ရှိတယ်ပေါ့9ယောက်မှာ2ယောက်ကအเจ้าကြောင့်ကြောင့်စိတ်ဆုံးသွားတယ်ဆိုရင်3ယောက်ကျန်မယ်အဲ့3ယောက်ကျန်တဲ့နေရာမှာနောက်တဲ့2ယောက်ကထပ်ပြီးတော့တည်ဝောင်းမယ်ဆိုရင်အဲ့ဒီအိမ်ရဲ့အရာအလုံးပိုင်ဆိုင်မှုကနောက်ဆုံးကျန်တဲ့1ယောက်ကပိုင်ဆိုင်မယ်ဆိုတာဒါခင်ဗျားတို့မပြောလဲပဲ သိကြတယ်လေမပြောလဲဒါဒါဒါသိကြပြီသားအဲ့ဒါကိုအခုဖြစ်နေတဲ့ပုံစံကတဲ့ဟာဝါနေရတော့သိသွားပြီတို့တော့ကြံသေးတယ်ခွန်ကြောင့်လည်းမကြခင်သိပါဟင်သိပါသတို့သိရင်ငါငါငါဒီအရင်ပိုင်ပြီဆိုတော့ဆိုတာမျိုးထားပြောစရာမလိုဘူးဒါပေမဲ့အဲ့လိုထားပြောတယ်ဆိုရင်တော့လက်ရှိရှိနေသေးတဲ့၃ယောက်ထဲက၂ယောက်ကအဲ့လိုပြောတဲ့လူကိုထားမှာမဟုတ်ဘူးဟုတ်တယ်အဲ့ဒါမျိုးဖြစ်မှာစိုးရင်လို့နော်စိုးရင်လို့ပြောနေတာ မြန်မာနိုင်ငံမှာကလူလုတဲ့ဘေးတွေတဘာဝဖြစ်တဲ့ဘေးတွေမျိုးစုံတစ်ခုတစ်ခုပိုးပိုးဆိုးလာနေတာတဘာဝဘေးတဲ့လူလုတဲ့ဘေးတွေကပိုများနေတယ်မြန်မာနိုင်ငံမှာလည်းအဲ့ဒီဒီဘက်ကဗုဒ္ဓဘာသာเนาะအင်အားစုကြီးနဲ့အစ္စလာမ်အင်အားစုကြီးနဲ့ခံစားနေတဲ့ဒေါသတွေကဝိဒနာတွေကအကြီးကြီးတွေဟုတ်တယ်မိသားစုတွေတည်ရှိသွားတာ အဖေတွေမိတွေသားတွေသမီးတွေဆုံးရှုံးလိုက်ရတာပစ္စည်းဥစ္စာအိုးအိမ်တွေဆုံးရှုံးလိုက်ရတာဘာသာရေးအဆောက်အုံတွေဆုံးရှုံးလိုက်ရတာနည်းနည်းတော့မဟုတ်ဘူးအဲ့ဒီအခုအချိန်မှာပျော်နေတဲ့ကောင်တွေကကျွန်တော်တဲ့ပဲပြောမယ်အောက်တန်းစားတွေပေါ့ဗျာအောက်တန်းစားတွေပဲပျော်နေမှာအခုအချိန်ပျော်နေဆိုတာအဲ့မှာခင်ဗျားတို့ဒီလိုမျိုးတွေပြောတယ်ဆိုတာရွယ်ရွယ်ရှိရှိနဲ့ဘာသာရေးအထူးကြိုးရင်းဖြစ်လာအောင်လှုပ်ဆောင်နေတယ်လို့မျိုးမြင်နေရတယ်ပေါ့ပေါ့လေးမဟုတ်ဘူးကျွန်တော်ဆိုရင်လေအပြစ်မရှိတဲ့ ခရိယာမာသာဝင်ညီကိုတွေကိုလည်းမထိခိုက်စေချင်ဘူးအဲ့မှာလည်းမိသားစုတွေကလေးငယ်တွေအများကြီးရှိတယ်လေဟုတ်တယ်ဟုတ်တယ်မထိခိုက်စေချင်ဘူးအကောင်လုံးတော့မဟုတ်ဘူးဗျအကောင်လုံးတော့မဟုတ်တချို့တည်းလေးပဲကျွန်တော်ဗုဒ္ဓဘာသာဝင်တွေကလည်းအဲ့လိုမျိုးတင်တဲ့ post တွေအောက်မှာသွားပြီးတော့လည်းအချိန်ကုန်မခံနဲ့ကြည့်လည်းမကြည့်နဲ့ဝေးလည်းမပြောနဲ့ဘာမှမထူရံမွေးပဲဖြစ်လာပါကျွန်တော်ကဗုဒ္ဓဘာသာလေးကိုပဲပြောမယ်ခင်ဗျားတို့သူပြဘာသာကိုမဝေးပါနဲ့ကိုယ့်ဘာသာကိုလာဝေးပါတိုက်ခိုက်လေခယူးမဆိုင်နဲ့ ကိုဘာသာအကြောင်းကိုသိအောင်လုပ်အကုသိုလ်မများနဲ့အခုကအကုသိုလ်တွေတအားများပြီးတော့တိုင်းပြည်မှာအဖွဲခွဲပြီးတော့ဆဲကြတာအဖွဲခွဲပြီးတော့ဆဲကြတာဒီဘက်ဘွဲကလူတွေဒီဘက်ဘွဲကလူတွေဆဲတယ်ဟိုဘက်ဘွဲကလူတွေဒီဘက်ဘွဲကလူတွေဆဲတယ်ဒီဘက်ဘွဲကဘုံကြီးဟိုဘက်ဘွဲကဆဲဟိုဘက်ဘွဲကဘုံကြီးဒီဘက်အအခုဘာသာရေးနေပါလားပတ်ပြီးတော့ဟမ်ဒီဘာသာဟိုဘာသာဆဲဟိုဘာသာဟိုဘာသာရဲ့ဖះကိုဒီဘာသာလူတွေဆဲဒီဘာသာရဲ့ဖះဟိုဘာသာလူတွေဆဲ ။အခင်ဗျားတို့ဘုရားတွေလည်းဆဲဘုန်းကြီးတွေလည်းဆဲလူတွေလည်းဆဲဆဲတာဘာရ။ဝိုင်းဆဲလိုက်တာဘာပြောင်းလဲပါ။အာကုဒ်အကြီးကြီးအခုံးငွေတွေအာကုဒ်မီလီယံတွေထွက်လာတာ။ဆဲဆိုခြင်းဆိုတဲ့ပရုဒ္ဒဝါစာအဲ့အာကုဒ်တဲတဲလေးတွေနေတိုင်းလုပ်ပြီးတော့အအင်းနဲ့အားတဲ့အုံနဲ့ခြေနဲ့ကမ္ဘာမှာအဆဲဆုံးနိုင်ငံဖြစ်နေ။အခုဘုရားတွေပါဆဲလာပြီ။အဲသူဘုရားငါဆဲငါဘုရားသူဆဲ။ပို့ဆိုးလာပြီ။ ဲ့တော့ခင်ဗျားတို့စိုးရတဲ့ဟာတွေဖြစ်လာရင်ဟိုလူလည်းညို့လူလည်းညို့ထိုးနဲ့ဘယ်သူကြောင့်ဘဝကြောင့်လို့ပြောနေတာတကယ်တမ်းကိုကိုတွေတယောက်ချင်းစီအားလုံးကအဲ့ဒီဆဲဆိုရိုင်းဆိုင်တဲ့ပရုဒ္ဒဝါစာအကုသိုလ်ကြီးအချိန်ဖန်များစွာအင်းနဲ့အားနဲ့ပြုတ်လိုက်တဲ့ခါမှာမိုးဆက်ပေါက်လေးတွေဆုတ်လိုက်ရင်အင်းအိုင်ပင်လည်းဖြစ်သွားသလိုပဲအကုသိုလ်တွေကအကြီးကြီးဖြစ်သွားတာအငွေတလျံလျံနဲ့အကုသိုလ်အငွေတွေဒေါသအငွေတွေ ်ဘာသာရေးကောင်းဆောင်လေကို့ဘာသာကိုထိမ့်သိမ့်ပါငလင်ဘေးကကျွန်တော်ကြိုတင်မသိနိုင်ခံလိုက်ရတယ်ထားပါတော့ဒါကကြိုပြီးတော့ခံမလို့ရနေပြီပြောချင်တာမယုံကြည်ရင်မကိုးကွယ်နဲ့မကိုးကွယ်လို့ဆိုလို့ရှိရင်မတိုက်ခိုက်ဖို့လိုတယ်ဗျာနော်မတိုက်ခိုက်ဖို့လိုတယ်ထိမ့်ပါမထိမ့်လို့ဖြစ်လာရင်အဲငါတို့ဖျောက်ဆဲလို့ဆိုပြီးအားလုံးပြောမှာငါတို့ဖျောက်ဆဲလို့ဖြစ်တယ်လို့ပြောဦးမှာ အေးညီလေးလူမာပြီးတော့လာပြောနေတယ်လို့ထင်တယ်နော်။ဘာလို့ဆိုမြန်မာနိုင်ငံမှာလေ2004ခုနှစ်ကဘယ်သူမှပရိုက်တာမလုပ်ခင်တည်းကကိုကအောင်မြင်ဆုံးချိန်မှာဒီအောင်မြင်မှုတွေထားခဲ့ပြီးတော့ဒီမိဘမဲ့ကလေးကြောင်းတွေမျက်မျက်မြင်နေစောင့်အားနာမကြလေ။တို့တချင်းဆိုရင်တည်းရမမနာအောင်နော်နှစ်ပေါင်း20။စောင့်ပေး20။ဟာစောင့်ပေးအကြောင်းပေါင်း42ကြောင်းမြောက်ဒါကုဒါမြေသားကြောင်းကနောက်ဆုံးပေါ့နော်။မြေသားမှာစောင့်အားနာမကြခြေလဲငါမတန်စွမ်းမြင်အားမတန်ကလေးလေးတရားမသိလို့ဖြစ်မှာပါ။ အဆောပေါ့အဲ့အားလုံးတို့ကကြောင်းစောင့်နေတန်းလန်းပါနော်ကိုကအဲ့ပါခုဒါရေဘေးပြီးခဲ့တဲ့ရေဘေးမှာလည်းအားလုံးသိတယ်နော်ကြောက်စဲမြို့နယ်ထဲမှာ ရေဘေးသိမ်းလို့ပြိုသွားတဲ့အိမ်ကြီး22လုံး22လုံးတော့ကိုတို့တချင်းဆုံပြီးတော့ကိုတို့ဒီစောက်ပြီးခဲ့တဲ့ဒီအေးမြမြတ်တာတဘာဝဘေးသိမ်းအိမ်ဆောက်လူဖောင်ဒေးရှင်းရဲ့ဥက္ကဋ္ဌပါကိုကနော်အဲ့တော့သူများအပူကိုအပူလို့ဘယ်အမြဲတက်မှတ်ပါလဲအခုကိုအိမ်ပြိုသွားတာဘာသူရှာမှခုညမတအောင်တော့ ကိုရီနှစ်ပေါင်းဆက်ချီပြီးတော့လေပြပြချင်းကိုမိမဆေးရောင်းပြီးတော့အိမ်လေးစောက်ထားပါမပြီးတော့မီးသေးပေါင်းဆေးတော့မတော့ပါသေးဘူးဘာလို့ဆိုပစ္စည်းတင်ကားလူတင်ကားပဲလေမိသားစုမထိခိုက်တာပဲအဲကျင်းနှက်လှပါကင်ကောင်းနဲ့ပြောရမလို့ဆုံရှုံွားတာကိုမငင်းညူရက်ပါဘူးဘာလို့ဆိုတေဆုံးွားတဲ့ကလေးတွေလည်းအများကြီးပဲအဲ့တော့လည်းကိုကိုရိုရက်ကော့ဒ်မှာလာကြည့်လိုက်ကိုဒါနေစင်နေမြဒီကိုကိုရဲ့ pride အသင်းနေနေချိတ်ဆက်ပြီးတော့ဒါလူဒန်းနေတာပါအဲ့ဒါကိုရဲ့ချစ်ပါတခြင်းလာဆိုပဲဆိုလဲဆိုပါကိုလည်းဝိုင်းဆိုပြီးမှာပေါ့နော် အဲ့ဒါဆိုညီလေးလာပြောတဲ့ပုံစံကလေကိုကကိုကျိုးစီဝါပဲကိုလုံးနေတယ်အအအအအဟောလာသေးလားတနေ့ကလုံးဒီပါတိရဲ့ဒွန်းဟာပရိုက်တာပဲလုံးတယ်ဆိုတော့အဆိုးတော်ဆိုတာလေဒီဒုက္ခရောက်တဲ့လူတွေမျက်ရည်ရကိုပြက်လုံးကနေလာပြီးတော့စီးစင်းသလိုအများရန်ပိဆက်နေတယ်သူနော်အညီလေးလာပြောတာလေလူမောင်းပြီးတော့ပြောမိသလားလို့ကိုကအောင်းမိတယ်ကိုဒွန်းမှန်တိရင်တော့ဒီလိုမျိုးလာပြောတာမဟုတ်ဘူးနော် အစိမ့်စိုးလို့မဟုတ်တော့စိတ်မစိုးပါဘူးညီလေးလူမားနေပြီလို့ဒါမှားတတ်ပါတယ်အဲ့တော့ကိုတက်တဲ့ကြီးမှလာပြောရဲဆိုတာဘလို့ပါလိမ့်ဘလို့ပါလိမ့်ပါတော့ငါတော့ပေးဆက်ခဲ့တာကိုဒီလိုမျိုးပြန်ပြောခိုင်းအဲ့ဒါသိမတန်ဘူးလေတပြိုးကြီး9958မှာပါခင်ဗျာ9958မှာတဲ့အမလီမလီလောက်ခတ်ပြီးတော့ ကလုံးယူရင်းပျက်စီးသွားတဲ့အနေအထားတွေပေါ့နော်ကလေးပါလမ်းကြီးလောက်ကောင်းတော့ဗျာတချို့ဆိုလို့ချင်းပပလေးတွေနော်တချို့လမ်းတွေဆိုပပလေးတွေပဲခင်းထားတာဒီလမ်းမှာဒါနည်းနည်းထူသေးတယ်ထူဝင်မဲ့လည်းမရဘူးဗျာငလင်းပြည့်ရွှေကျော်ကြီးတည်းမှာပါသွားတာပေါ့နော်358တချို့တွေဆိုလို့ချင်းဗျာလမ်းပေါ့နော် ဓာတ်တိုင်နေပါလေကျွတ်လာအောင်မယ်လမ်းနေတက်တက်လမ်းနေတော့မှဒီလိုမျိုးတွေရွှေကုန်တာပြောမှဆိုမစုံသောလမ်းနေပေါ့ဗျာမစုံသောလမ်းနေဖြစ်ကုန်လားသူကလမ်းကြီးဖြစ်တော့အောက်ကဒူးကကြည်လာဒူးလည်းကြည်လာဟဲ့ဒူးကလုံးဝရှိန်းတော့ဒူးဒူးလည်းကြည်လာဟုတ်ကဲ့ဆရာသားဟိုကအင်းဝါရေဟိုဘက်ကန်ရေကျွန်တော်တို့ခုနေ့ကသွားဟာလေဈေးကြိုပဲလေဟုတ်တယ် ော်တော်လေးအခြေအနေစိုးရတယ်ဗျာနိုင်ငံတော်မှာပြပြသွားတာကျွန်တော်တို့ပလိတ်ကလာတာလေပလိတ်ကတက်လာတာလူတွေကလည်းအရင်ငလင်းအသေးလေးလောက်ခတ်ဖူတာဆိုတော့ဟောကိုရကိုဟိုကပလိတ်ကိုဆင်းလာငလင်းလောက်ခတ်ပြီးလို့ရှိရင်ပြန်ငိန်သွားမှာပဲဆိုတဲ့အနေထားနဲ့ပေါ့ဗျာအဲ့လိုမျိုးပေါ်ဆတာတွေလည်းပါတာပေါ့နော်ပြန်ပြီးတော့တက်တာသွားမှာပဲဆိုပြီးတော့ကျွန်တော်ကရွှေဝိပါတွေ့တွေ့ဦးမှာမသိတော့တော့တော့ထင်ထားတာလည်းပူချမ်းလာတော့လေနော် ျက်စီးဆုံးရှုံးမှုတွေနော်အောက်မှာနေမယ်ပတ်ချအပ်သွားတာနိုင်ငံတော်အများကြီးဖြစ်သွားတာပေါ့ဗျာ358လူပေါင်းများစွာ recovery တရားဖြစ်ပါတယ်ထောက်ထောက်ဝတီတရား